စကိုင်းတိုင်းကလေးမြို့နယ်နဲ့ချင်းပြည်နယ်တီးတိမ်မြို့နယ်တိုင်းငင်းကျေးရွာညီမစုံစုတက်တဲ့နယ်ဒေါ်လာရေးတက်တဲ့တိုက်ပွဲဖြစ်ပွားနေရလို့ဒေသခံစည်ရေးသတင်းမြစ်တွေကပြောပါရယ်စုံစုတက်တွေကကလေးမြို့နယ်အဓိကဝယ်မောက်ကားလမ်းမကြီးတွေဖြစ်တဲ့ကလေးတမူလန်ကလေးကံကောလန်ကလေးတီးတိမ်ဟာခါလမ်းမတွေကိုစုမိုးနိုင်ဖို့အတွက်ပြီးခဲ့တဲ့ဩဂုတ်လကနေအောက်တိုဘာ31ရက်နေ့ထက်အင်အားထောင်ချီနဲ့စစ်ကြောင်းထိုးဝင်ရောက်နေရပဲဖြစ်ပါရယ်ဒီလိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့စုံစုတက်တွေနဲ့ အော်တိုဘာ29ရက်ကနေ31ရက်ထိ3ရက်အတွင်းကလေးမြို့နယ်တောင်ပိုင်းကလေးကံကောကာလမကြီးတခြားမှာရှိတဲ့ထောက်ကျန်းကြာအင်းနတ်မြောင်နတ်ချောင်းကျွော်တွေနဲ့တီးတိမ်မြို့နယ်ကလေးတီးတိမ်ဟာကားလမ်းမကြီးဘေးမှာရှိတဲ့မော်ပီးကျွော်နီးမှာ3ရက်တာတိုက်ပွဲပြင်းထန်နေတာလို့ဒေသခံစီးရဲသတင်းမြစ်ကပြောပါရတယ်။အဲ့ဒီ3ရက်တာတိုက်ပွဲတွေမှာစုံစုတသား6ဦးသေဆုံးခဲ့ပြီးတော့ကလေးဒေသတော်လိုင်းတပ်ဖွဲ့ဝင်2ဦးနဲ့ချင်းတော်လိုင်းတပ်ဖွဲ့ဝင်2ဦးတို့ကြာဆုံးခဲ့ရပါဗျ။ အပြင်စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာလဲစောစုကကလေးမြို့နယ်တောင်ပိုင်းကလေးကံကောကာလမကြီးဘေးမှာတည်ရှိတဲ့ထောက်ကျန်းကြာအင်းနှမြောင်းနှစ်ချောင်းကြေးရွာနဲ့ချောင်းခွာကျွန်းတော်ကြေးရွာတွေအတွင်းကနေအိမ်တွေကိုမိရှုဖြစ်စည်းခဲ့ပြီးတော့ကာလန်ဘေးကဆစ်ဆောင်တဲတွေကိုလည်းမိရှုဖြစ်စည်းခဲ့တယ်လို့ထောက်ကျန်းကြေးရွာမှာစစ်ဘေးရှောင်ရေးကုညီနေသူတို့ကပြောပါတယ် ်မီးရှို့ခံရတဲ့ကြေးရွာတွေဟာစုံစုတက်တွေကပြီးခဲ့တဲ့2022ခုနှစ်အတွင်းမှာစစ်ကြောင်းတွင်းဝင်ရောက်ပြီးခုနှစ်ကြိမ်မီးရှို့ခံရတာကြောင့်နေအိမ်အများစုကိုဆက်ရှောင်တွေကပြန်လည်ဆောက်လုပ်ထားတာလို့နှချောင်းကြေးရွာမှာ နေထိုင်တဲ့ဒေသခံတို့ကပြောပါတယ်ဒီလိုစုံစုစစ်ကြောင်းတွင်းဝင်ရောက်နေရကြောင်းဒီလိုစုံစုစစ်ကြောင်းတွင်းဝင်ရောက်နေရကြောင်းကလေးတောင်ပိုင်းမှာရှိတဲ့ထိုမာတာယာကုန်းကြာအင်းကျွန်းတော်စီဆန်၊သုံးဝိစု၊လေးအိစု၊နန်းချောင်း၊နတ်မြောင်း၊ချောင်းကွာ၊ဟခလေး၊တန်ဖိုကြည့်ရွာ ချင်းပြည်နယ်ကလေးတိတိန်ဟာကားလမ်းမကြီးပေးမှာတရှိတဲ့တိုင်ငယ်၊မွာပြီး၊ထေဆန်၊ခိုင်ကန်းမြို့တွေဟာတောတောင်တွင်ထွပြေးတိမ်းရှောင်နေကြရတယ်လို့နှချောင်းကျွာဆစ်ဆောင်ရေးကူညီပေးသူတို့ကပြောပါရယ်။ကလေးမြို့နယ်အတွင်းမှာတော့ဩဂုတ်လနဲ့အောက်တိုဘာလအတွင်းမှာကလေးမြို့မြောက်ပိုင်းကိုထိုးနေတဲ့စောစုစစ်ကြောင်းကြောင့်ကလေးတမူလမ်းမကြီးတခြားမှာရှိတဲ့တမူမြို့နယ်ကကလေးမြို့နယ်အတွင်းမှာတော့စောစုတက်တဲ့တော်လိုင်းအင်အားစုတွေဩဂုတ်လနဲ့အောက်တိုဘာလနှစ်လကျော်အတွင်း ကလေးတမူလန်ကလေးကံကောလန်ကလေးတိတိန်ချင်းမြင့်နယ်အတွင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စောစု40ကြော်တစ်ဆုပ်ခဲ့ပြီးတော်လိုင်းရဲဘော်20ကြော်ကြာဆုပ်ခဲ့တယ်လို့စေရေးသတင်းမြစ်တွေကပြောပါရတယ်။